အဲ့တော့လူတွေကတော့လူမျိုးမျိုးအပေါ်မှာအမြင်တူချင်တဲ့သူတွေလည်းရှိကြမယ်မတူတဲ့သူတွေလည်းရှိကြမယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဘလို့ပဲဝေဖန်တိုက်ခိုက်ပါစေအမလှူလိုက်တဲ့သူတွေရသွားတာကိုလည်းအမမြတ်ွားတင်နေမြင်ရတဲ့အတွက်အမကျေနပ်တယ်ပီတိဖြစ်တယ်အဲဟိုအမဝေဖန်တိုက်ခိုက်တဲ့သူတွေလည်းဒါအမတို့ကတော့ဟိုမြေတားမပြတ်တဲ့ဥပိ္ပခာနဲ့ပဲအမကျင့်သုံးပြီးတော့အကျန်တဲ့အလူတန်းနေတဲ့ဆက်လှုပ်ဖို့အမအများကြီးလုပ်အောင်ပြီးတော့ဘာလို့ဆိုအမကိုမျှော်နေကြတဲ့သူတွေလည်းရှိတယ်ဆိုတဲ့အခါကျတော့အမအဲ့အတွက်အမအများကြီးစူးစမ်းသွားအောင်ပါပါသူတွေကြတယ် ဲ့အမအောင်ပြောကြရတယ်ပေါ့နော်ဒါတခါလေးပြောရည်တာပေါ့အဲအခုရတဲ့ပတ်စံကိုအကုန်လုံးမျှပေးအကုန်လုံးမရမရှိ ရရမယ်ဆိုရင်အခုအမမအမကအခုတူကို30ပေးရဆိုရင်ရသွားရဲ့သူအနေနဲ့ဆုတ်ဆုတ်ပုတ်ပုတ်သူ့မှာလှုပ်လှုပ်ဖို့ရတယ်အဲ့တော့တခြားပရိုက်တာတင်းနေရလဲတယောက်ကိုဘလောက်ဘလောက်လှူကြတဲ့အခါမှာသူ့မှာစုမီဆောင်မီဆိုတဲ့အခါကျတော့သူ့အတွက်ပြန်တဲ့ထူထောင်ရေးအတွက်အဆင်ပြေတယ်အခုအမအမတယောက်ကို9000ပဲဖြစ်ဖြစ်တသိန်းပဲဖြစ်ဖြစ်လူရောက်1000ကျော်အောင်အမလှူလိုက်မယ်ဆိုရင်အမရဲ့ဒီဟာကလည်းမဆုတ်မပုတ်ဖြစ်သွားမယ်အဲ့တော့အမကတော့ဒီရက်ွက်တုတ်ကမှာအင်ဂျင်အများဆုံးပျက်စီးသွားရဆိုရင်ဒီရက်ွက်တစ်ွက်ကအင်ဂျင်အများဆုံးပျက်စီးသွားရသူလူသိမ်း ောင်ညားတဲ့လူတွေကိုစီးရင်ကောက်ပြီးတော့မှအမဆုစုပုတ်ပုတ်လေးပြအောင်သိမ့်20ဆိုပြီးတော့အမလှူပေးတာပေါ့နော်ဒီနေ့လူပြစ်တာကတော့မတော်ဒါကြောက်ကက်တဲ့ကြောက်ကက်ဆေးတဲ့ဆက်ပေါ့နော်နှစ်ခုရယ်နောက်တစ်ခုကကြတော့အဲဒီဆက်နဲ့လုံးရယ်နောက်ခါကျတော့ဆေးသွင်းတဲ့ဆက် တလုံးရဲ့အရေးပေါ်လိုအပ်နေရဆိုတော့အဲ့ဆက်သုံးလို့ဖြစ်ပါတယ်ရှင်ဟုတ်ဒီဒီမှာရေပေါ့ရေခက်ခဲရှိနေတာဖြစ်တဲ့အတွက်အမဒီရေရေမောင်းဖို့အတွက်ရေဆက်တွေထုတ်ပြပါတယ်ရှင်စေဝါမှာဆိုလို့ရှင်တော့အခုငလင်ဘေးချောင်းရောဘာဖြစ်ဖြစ်စေုံတက်နေတဲ့သူတွေလည်းပါတယ်ပြီးတော့ငလင်ဘေးချောင်းနှူနိုင်လည်းပါတယ်အရေးပေါ်လိုအပ်တဲ့စေဝါတွေပေါ့နော်အဲ့ဒါတွေလိုအပ်တယ်ဆိုတော့အဲ့ဒါတွေဝယ်ဖို့အတွက်ကိုအမထုတ်ပေးခဲ့ပါတယ်ရှင်ဟုတ်ကြောက်ခက်ဆက်ကအခုဒီမှာအခုစေဝါအခုသူ့ ိုစိတ်ဥမာဟိုကကြောက်ကက်ဆေးတဲ့သူတွေရရှိတယ်ဒါပေမဲ့အခုငန်းလေးဘေးကြောင့်လာတဲ့အချိန်မှာလည်းကြောက်ကြရွေးဝေဒနာရှင်နေပါလာတဲ့အခါကျတော့ဆက်ကမလောက်တော့ဘူးမလောက်တော့တဲ့အခါကျတော့အဲ့ဒီ ဆက်ကဒီမှာဟိုလူနာဆင်းနေကြလူနာတွေကလည်းဆင်းဆက်ကအကုန်ပြည့်နေတာခါကြတော့ဒီဘက်လူနာတွေကဝေဒနာလဲခံစားရတယ်ပြီးတဲ့ခါကျတော့ကြောက်ကဆေးဖို့ကလည်းအလိမ်မမီးတဲ့ခါကျရင်အသက်ဆုံးရှုံးနိုင်ရေးအများကြီးရှိတယ်ပေါ့နော်အဲ့တော့အမဒီဘက်မှာဘာလို့လိုအပ်လဲဆိုပြီးစိတ်ရုံကိုအမလှမ်းပြီးတော့မေးတဲ့အခါမှာလည်းဒါမျိုးတွေလိုအပ်တယ်ဆိုတော့အမတို့ဒါဒီအတွက်ကိုအရေးပေါ်လှူဖြစ်တာပါဒါကြောက်ကဆက်တစ်လုံးပေါ့နော်ဟို9ရက်ကိုအယောက်20ဆေးရတယ် ကြောက်ကက်ဆက်တစ်လုံးပေါ့အဲ့ဒီခါကျတော့ဒီကြောက်ကက်ဆက်ကဒီမှာဆိုလို့ရှိရင်လူနာဘောင်းအယောက်300ကျော်400ရှိတယ်ရှိတဲ့ခါကျတော့ဒေဟာကိုအလှင်ပေးဖို့အတွက်ကိုဆက်ကအလုံးကြီးမလောက်ဘူးမလောက်တာဖြစ်တဲ့အတွက်အခုဒီမှာလည်းငလင်ပေးမှာပါလာတဲ့လူနာတွေမှာလည်းကြောက်ကက်ဝင်စားရှိနေပါလာတာဖြစ်တဲ့အတွက်ကြောင့်မလို့အလှင်မမီဘူးပေါ့လှင်မမီတဲ့ခါကျတော့အမဒါအေးပေါ်လှုပ်ပေးပြစ်တာပါရှိလို့အော်ရေကတော့လူကထမင်းထမင်းအသက် ခုနှစ်ရက်ဟုတ်လားရေအတက်ကတမန်နဲ့ပဲရှိတာဆိုတော့လေဒါပေမဲ့ရေကတော့အခုရေတက်နေလဲလှူစားတဲ့အလှူရှင်တွေရှိတဲ့အတွက်ကြောင့်တောက်ရေကတော့အဆင်ပြေတယ်ပေါ့ဒါပေမဲ့သုံးရေကြတော့အဆင်မပြေပြန်ဘူးဟောအခုမှနေအိမ်ရှိတဲ့ခါကျတော့အခုလိုမျိုးတိုက်နေထိုးပြီးတော့နေရတဲ့ခါမှာအရန်ပူတဲ့အောက်ကမြေအရှင်နဲ့အုပ်ပူပြန်တဲ့ညပဲဆိုလို့ရှိရင်အဲ့တော့လူတွေကရေမချိုးဘဲနဲ့တော့နေလို့တော့ရတာပေါ့ကွယ်ဒါပေမဲ့ကျမကြီးနဲ့မိကြီးညက်တာဘာဖြစ် ဟိုပူတဲ့အချိန်ရဲ့အခါကျတော့ရေရလိုအပ်တယ်။တုံးရေအဲအတွက်ကြောင့်မလို့အမဒီဘက်မှာဒီတုံးရေအတွက်ကိုအာရေဆက်တွေလှုပ်ဖြစ်တာပါ။2500အားလုံးအားလုံးပေါ့နော်။အားလုံးစေယုံမှာလိုတာရောဒီရေဆက်တွေရောဆေးဝါးတွေရောဆိုအမ2500လှုပ်ပေးပါရရှင်ဟုတ်။အမကတော့လေဟိုအမရေဟိုလေခုနှစ်ရက်သားသမီးအလှူရှင်နေရနေပြီးတော့စုပေါင်းပြီးတော့လှူကြတယ်။အမဒီ foundation ကနေပြီးတော့မှလိုအပ်တဲ့ဟာတွေတော့အမလိုအပ်တယ်လို့ဖြည့်ပေးတယ်ပေါ့နော်။ဒီရက်ခွက်တမှာလှူတယ်ဆိုလို့ရှိရင်လည်းအမလိုအပ်တဲ့သူပြီးတော့အမဖြည့်ပေးတယ်။အရောက်စီတော့အမမရောက်နိုင်ဘူးပေါ့နော်။ ကြံတဲ့သူတွေလည်းကြံကောင်းကြံနေမှာပထမအတုံးနေတော့အမဒါနိုင်တဲ့လောက်ကိုအမမှာပါတဲ့ဘတ်ဂျက်နဲ့အပတ်စံနဲ့အမချိန်ပြီးတော့နေရာကလည်းတနေရာလည်းမဟုတ်ဘူးကြံတဲ့နေရာလည်းမန္တလေးလိုစကိုင်းတို့ကိုပြီးရင်အမအင်းလေးလည်းသွားရအောင်မယ်ဆိုတဲ့အခါကျတော့ချိန်ပြီးတော့အမလှူရတာဆိုတော့အမမှာဒီဟိုရောက်ကတစ်ခွက်တည်းကိုလှူမယ်ဆိုလို့ရှိရင်အမမှာရှိတဲ့ပတ်စံနဲ့အမလောက်အောင် ုံးရတယ်လှူရတယ်အဲ့တော့ဒုတိယတစ်ချိန်အနေနဲ့အခုမရတဲ့သူတွေဆိုလို့ရှိရင်အမအစင်းပြန်ကောက်ပြီးတော့ဒုတိယချိန်အနေနဲ့အမလှူနိုင်အောင်အများကြီးစူးစမ်းသွားအောင်ပဲပေါ့နော်ရောက်စီကြတော့လည်းအမမှာ3000 5000ရတယ်ဆိုပေမဲ့အမလှူရတဲ့ပတ်စံနဲ့ပြီးတော့လူရောက်စီကံကိုလှူတဲ့အခါကျရင်တခြားနေရာတွေမှာမလှူနိုင်ပါဘူးအခုမှသခိုင်းဆိုသခိုင်းပြက်4000 5000လှူနိုင်မယ်ဆိုလို့ရှိရင်တော့အရောက်စီရချင်ရပြင်မနာဆိုလည်းပြင်မနာ ဒီတနေရာတဲကိုအရောက်စီလှူရလှူရမယ်ဆိုလို့ရှိရင်ရရချင်ရမယ်ရတဲ့ငွေငွေဒါပေမဲ့အမအမြလှူရတာဖြစ်တဲ့အတွက်ကြောင့်မလို့ရတာလည်းရမယ်မရတာလည်းမရအောင်အဲ့တော့အမလှူလိုက်လို့မရတဲ့သူတွေဆိုလို့ရှိရင်လည်းဂျန်နပရိုက်တာတင်နေရကုမာပရဟိတာဆိုတာတယောက်တည်းလှုပ်လို့မရအောင်အကုန်လုံးကစုပေါင်းလှုပ်အခုကြတော့လေအဲ့အကြောင်းမလို့လူတွေရဲ့မြမလူမျိုးတွေကစေတနာတနာတရားထက်တန်တော့အကုန်လုံးကစုပေါင်းပြီးလှုပ်ကြစားစရာဆိုရင်စားစရာရေဆိုရင်ရေဟဲ့လားအမိုးကဆိုအမိုးကအဲ့လိုဝိုင်းပြီးစုပေါင်းပြီးလှူကြတဲ့အခါကျတော့အများဆုံးပြန်နေထိထောင်ရင်ရတယ်အမတွေ ဲဆိုလို့ရှိရင်အမတို့ကအခုဒီဆက်ရန်နေရတယ်ပါလေဆိုလို့ရှိရင်လည်းဒါသူတို့တက်ကြွတဲ့သူတွေကလုံကြတယ်ဟုတ်ပြီအခုတခြားအစားတောက်ရေးဆိုလဲချာပရိုက်တာတင်ပြလှူကြရအမအနေနဲ့အလူရှင်နေနဲ့လာတာဖြစ်တဲ့အတွက်အလူရှင်တွေရဲ့အလူငွေတွေကိုအမကျန်တဲ့နေရာတွေမှာဆွဆွပုတ်ပုတ်နေရောက်သွားအောင်အမလှူပေးတာအခုပြီးတော့တချို့တွေကကြာလဲအမကိုပြောကြရတယ်ပေါ့နော်ဒါတခါလေးပြောရတာပေါ့အဲအခုရတဲ့ပတ်စံကိုအကုန်လုံးမျှပေးအကုန်လုံးမရမရှိ ရရမယ်ဆိုရင်အခုအမမအမကအခုတူကို30ပေးရဆိုရင်ရသွားရတဲ့သူအနေနဲ့ဆုတ်ဆုတ်ပို့ပို့သူ့မှာလှုပ်လှုပ်ဖို့ရတယ်အဲ့တော့တခြားပရိုက်တာတင်းနေရတယ်တယောက်ကိုဘလောက်ဘလောက်လှူကြတဲ့အခါမှာသူ့မှာစုမီဆောင်မီဆိုတဲ့အခါကျတော့သူ့အတွက်ပြန်နဲ့ထူထောင်ရေးအတွက်အဆင်ပြေတယ်အခုအမအမတယောက်ကို9000ပဲဖြစ်ဖြစ်3000ပဲဖြစ်ဖြစ်လူရောက်တထောင်ကျော်အမလှူလိုက်မယ်ဆိုရင်အမရဲ့ဒီဟာကလည်းမဆုတ်မပို့ဖြစ်သွားမယ်အဲ့တော့အမကတော့ဒီရက်ွက်တစ်ခွက်မှာအင်ဂျင်အများဆုံးပျက်စီးသွားရဆိုရင်ဒီရက်ွက်တစ်ခွက်ကအင်ဂျင်အများဆုံးပျက်စီးသွားရသူလူသေးများ ောင်ရတဲ့လူတွေကိုစီးရင်ကောက်ပြီးတော့မှအမဆုစုပုတ်ပုတ်လေးပြအောင်သိန်း20ဆိုပြီးတော့အမလှူပေးတာပေါ့နော်အဲ့တော့လူတွေကတော့လူမျိုးမျိုးအပေါ်မှာအမြင်တူချင်တဲ့သူတွေလည်းရှိကြမယ်မတူတဲ့သူတွေလည်းရှိကြမယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ဘလို့ပဲဝေဖန်တိုက်ခိုက်ပါစေအမလှူလိုက်တဲ့သူတွေရသွားတာကိုလည်းအမမျက်ပွားတင်တယ်မြင်ရတဲ့အတွက်အမကျင့်တတ်တယ်ပီတိဖြစ်တယ်အဲဟိုအမဝေဖန်တိုက်ခိုက်တဲ့သူတွေလည်းဒါအမတို့ကတော့ ဟိုမြေတားမပြတ်တဲ့ဥပိ္ပခာနဲ့ပဲအမကျင့်သုံးပြီးတော့အကျန်တဲ့အလူတန်းနေတယ်ဆက်လုပ်ဖို့မှအများကြီးလုပ်အောင်ပြီးတော့ဘာလို့ဆိုအမကိုမျှော်နေကြတဲ့သူတွေလည်းရှိတယ်ဆိုတဲ့အခါကျတော့အမအဲ့အတွက်အမအများကြီးစူးစမ်းသွားအောင်ပါ